နိုင်ဂျီးရီးယားနိုင်ငံမှာကျောင်းသားကျောင်းသူပေါင်း200ကျော်ကိုလက်နက်ကင်တတိကပြန်ပြီးဆွဲသွားတယ်လို့သိရပါတယ်။နိုင်ဂျီးရီးယားနိုင်ငံလည်းပိုင်းနိုင်ဂျာပြည်နယ်ကကက်သလစ်ဆံကောင်းကျောင်းကိုတောက်ကြံနေမှာတနေ့သမားတွေဝေရောက်စီးနေပြီးကျောင်းသားကျောင်းသူ200ကျော်ကိုပြန်ပြီးဆွဲသွားတာပါ။ဒါဟာတပတ်တွင်းစာသရုံးကျောင်းကကျောင်းသားကျောင်းသူစုလိုက်ပြောင်းလိုက်ပြန်ပြီးဆွဲခံရတာဖြစ်ပါတယ်။လူကျိုးဆိုင်ရာချင်းကျောင်းမှုတွေရှိနေလို့ဘောရာဆောင်ပိတ်တဲ့ကျောင်းတွေကိုယာယီပိတ်သိမ်းထားဖို့အာဏာပိုင်တွေကညှိကြားထားတာဖြစ်ပါတယ်။ ခုဖြစ်တဲ့အကြောင်းကနိုင်ကြပြည်နယ်ဘာဘီရီရက်ကဆေးမရီစာပြင်ကျောင်းမှာဖြစ်ခဲ့တာပါ။ကျောင်းသားပေါင်း115ဦးနဲ့ဝန်ထမ်း12ဦးတို့တောက်ကြနေစောပိုင်းမှာဖမ်းဆီးခံရတာဖြစ်တယ်လို့လေဂျီးရီးယားခရီးယန်သင်ကထုတ်ပြန်ပါလေ။တမင်လာနေကကျောင်းသူ20ကျော်ပြန်ပေးဆွဲခံရမှုပါဝင်နိုင်ဂျီးရီးယားမှာမကြာသေးမီရက်တွေမှာလက်နက်ကင်တပ်ဖွဲ့တွေရဲ့တိုက်ခိုက်မှုသစ်တွေရှိလာပါတယ်။တနင်္လာနေ့ဖြစ်ဟာနိုင်ဂျီးရီးယားနဲ့ကလေးမှာရှိတဲ့ကာဘီပြည်နယ်ကဘော်ရာဆောင်စာသင်ကျောင်းကမွတ်စလင်ကျောင်းသူတွေဖြစ်တယ်လို့သိရပါတယ်။ တောင်ပိုင်းကွာပြည်နယ်မှာလည်းခရီးရန်တင်းတော်တို့ကမှဝပြုစုတော်မှုဖြစ်တော့တိုက်ခိုက်မှုကြောင့်လူလူဦးသေပါတယ်38ဦးပြန်ပြီးဆွဲခံရပါလိမ့်နိုင်ဂျီးရီးယားသမ္မတဘိုလာတီနူဂူဟာလူကြိုးကိစ္စတွေကံတော်မှာတောင်အာဖရိကမှာလုံးမဲ့ G20 ထိပ်သီးဆွေးနွေးပါဝင်နိုင်ငံခြားခီးစဉ်တွေဖြတ်သိမ်းခဲ့ရပါတယ်ဒေသတွင်းမှာဓမြတွေလို့သိကြတဲ့လက်နက်ကမျိုးသားတွေဟာဒေသဆိုင်ရာစံတော်ချိန်မိုးလဲ့နှစ်နာရီမှာစေမေရီစာသင်ကျောင်းဝင်စီးပြီးတော့အဆောင်အဆောင်ကျောင်းသားကျောင်းသူတွေကိုပြန်ပြီးဆွေးနွေးတာပါအကြံဖက်တိုက်ခိုက်နိုင်ခြင်းအင်မတန်များတယ်လို့ ထောက်လျင်းတရင်ပြမှုတွေရှိပြီးနောက်ဘော်ရာဆောင်ပါတဲ့စာသွင်းကြောင်းတွေကိုပိတ်သိမ်းဖို့ညွှန်ကြားချက်ကိုစာသွင်းကြောင်းဘက်ကလေးနက်မထားခဲ့ပါဘူးလို့နိုင်ကြပြီနဲ့အာဏာပိုင်တွေကပြောပါလိမ့်။ဒါကြောင့်မဖြစ်သင့်တဲ့ကိစ္စတွေခုလိုမျိုးဖြစ်ခဲ့ရတာလို့ဆိုပါလိမ့်။ဒီကိစ္စနဲ့ပတ်သက်ပြီးနိုင်ကြအစိုးရကတော့နီလန်ပေါင်းစုံနဲ့ចောင်းသားចောင်းသူနေရာကျော်ပြန်လည်လွတ်မြောက်ဖို့စ조사ဆောင်ရွက်မယ်လို့ကြေပေးထားတာဖြစ်ပါတယ်။နောက်သတင်းတပုတ်ပြောချင်ပါတယ်။ ဘာကျော်မြို့သမီးပကြီးပညာရှင်ခါလိုရဲ့ပကြီးကားဟာဒေါ်လာ55သန်းနဲ့ရောက်ထွက်သွားပါလေထုံးကြတာတစ်ခုကတော့သူမကဒါမြို့သမီးတွေကနေပထမအဆုံးဒေါ်လာ55သန်းထိရခဲ့တဲ့ပကြီးဆီယာမလို့ပြောရမှာဖြစ်ပါလေစံချိန်ချိုးခဲ့တာပါမြို့သမီးလူပညာရှင်တို့လက်ရောက်ကိုလေးလံတရားမှာအများဆုံးရတဲ့ဈေးနှုန်းဟာယင်းလောက44သန်းဖြစ်ပြီးဂျော်ဂျီယာအိုင်ဖေးရဲ့ Jameson Wheat white flower number 1ဖြစ်ပါတယ်2014က south bay မှာလေးတန်းတင်ခဲ့တာပါ1954မှာကော်လွန်ကတဲ့ပဂျီဆီယာမခါလိုဟာလွန်ခဲ့တဲ့ရာစုနှစ်မှာအကြီးအကျယ်ဆုံးပဂျီဆီယာတွေနဲ့တိုးပါဝင်ဖြစ်ပါတယ်။ဒီမှာရေကိုနိုင်ပုံကြောင့်လူသိညာပါတယ်။1980ပြည်နှစ်ကရရှိခဲ့တဲ့ကလဦးလီလက်စီတဲ့အစားထုံရရှိခဲ့ပါတယ်။ပဂျီစုဆောင်မှုလို့ကြားဈေးပြိုင်ဆိုင်ပြီးနောက်မှာရောင်းထွက်ခဲ့တာဖြစ်တယ်လို့စောက်ပြီးလေလံကံမီကကြေညာပါတယ်။ ကိုရတဲ့လေလံစရာ2021မှာဒေါ်လာ34တမ9တန်းရောင်းထွက်ခဲ့တဲ့ခါလိုဘလူဂျီကာရဲ့စင်လင်ကိုချိုးနိုင်ခဲ့တာပါစပိန်လိုအိမ်မက်လိုနိုင်ငံပေးထားတဲ့ပကြီလက်ရမှာခါလိုဟာဒိုင်းနမိုက်တွေနဲ့ချီနောင်ထားတဲ့ရိုးစိုးရဲ့အောက်မှာရှိတဲ့အဲ့ရမှာအိတ်ဆက်နေတဲ့ခါလိုကိုမြင်တွေ့ရတယ်ဆိုပါလိမ့်ပကြီကာရဲ့အတွေ့လက်ရကတော့ထူးဆန်းပါတယ်ဒီပကြီကိုစောက်ပြီးမှပဲ1980ပြည့်နှစ်မှာလေလံတွေရောင်းချတဲ့ကဒေါ်လာ 9000ဝန်းရရှိခဲ့ပါတယ်အရှိပေါ့ကနေရောင်းထပ်မယ်လို့ဘယ်သူမှထင်မှာမဟုတ်ကြောင်းလေးလံကံမီကပြောပါတယ်ဒီပကြီးကဟာမက္ဆီကိုစိတ်ပကြီးဆီယာမရဲ့စိတ်ပန်းဆိုင်ရာတင်းမာမှုတွေများစွာပါတယ်ပိုလိုပကြီးတွေနဲ့တစ်ခုဖြစ်ပါတယ်ခါလိုအားအင်တော်ကွာရှင်းပြဆေးရတယ်ပြန်လက်ထပ်ပြီးလို့မကြမီခါလိုရဲ့ချစ်သူအောင်လုံးကြံခံရတဲ့မြို့ဖြစ်တော့ပကြီးဆီယမအတွက်အင်မတန်ကိုမော်လိုက်ခံတဲ့အခြေအနေပါသူမလျာခလေးပေါ်မှာပိုလီယိုရောဂါကြောင့်မတမ်းမဆွဲဖြစ်မှု ဘက်ကောင်ဘရိုဒစာမှုပြီးနောက်တရားကြည့်ရအောင်လို့ပတ်သက်တဲ့ဒုက္ခနာကိုလည်းနာကျင်စရာဆက်ဆံရေးကြောင့်ဖော်ပြထားပါတယ်။စံချိန်ချိုးနိုင်တဲ့ရလကဖရိဒါခါလိုရဲ့ရည်ရည်ကြီးမှမှုကိုအသိမပြုမှုဈေးကွက်ရဲ့အမြင့်ဆုံးစင်မာမြို့တွင်းလူပညာရှင်လက်ရာကိုအသိမပြုမှုနဲ့ပတ်သက်လို့ဘလောက်တော်အခြေယူခဲ့တဲ့အားထုတ်ခဲ့ရတယ်ဆိုတာပြသတည်ပါတယ်။ထောင်ဝါရှိစက်ပြည့်နှစ်ကျော်ကာလဒီမှာမက္ဆီကိုအနာပါနေကခါလိုလက်ရာဟာလူပညာဆိုင်ရာမော်ဘုံမတန်းနေဖြစ်တယ်လို့ကြေညာပြီးခွင့်ပြုချက်မရပဲပြည်ပကိုတင်ဖို့ကွယ်မပြုခဲ့ပါဘူး။ ်ကာလိုရဲ့ဖြစ်ကို2002ခုနှစ်မှာအထူးပရိယောရှင်ဖြစ်ဖြန့်ချိခဲ့ပြီးဆယ်မာဟေရကကာလိုနီယာကတည်ဆောင်ခဲ့တာသူခင်ဘူးရဲ့မုံတိုင်းထက်နဲ့ဆက်ဆက်ရေးတွေသူ့တင်ရတွေနဲ့ပတ်သက်လို့ပုံဖော်ထားပါတယ်